မင်္ဂလာတုတ်ရတဲ့လူမိုက်ကြီးတွေဖြစ်နေအဲ့ဒီမင်္ဂလာတုတ်မင်္ဂလာတုတ်ရလားမင်းရဟာအစားဆုံးရနော်မိတ္တတုတ်လည်းလွတ်ရနော်ဒါပေမဲ့အဲ့ဒီအတိုင်းနေလာမေးမနေဘူးအဓိကမင်္ဂလာတုတ်ဆိုတာသူကမင်္ဂဆိုတာမကောင်းဘူးပါလဆိုတာဖြတ်တယ်ဆိုအသေးပဲမကောင်းမှုကိုဖြတ်တယ်ဆိုအသေးပဲဒါမကောင်းမှုကိုဖြတ်တာဒီတုတ်ရွတ်မှဖြတ်တာလားဆိုတော့အဲ့လိုမဟုတ်ဘူးဒီတုတ်ထဲမှာပါတဲ့အတိုင်းလိုက်နာမှာဖြတ်ဒါဒီဒီဘောတရားကိုဒါကြောင့်လူမိုက်မပေါင်းနဲ့လူလိမ္မာကိုပေါင်းဆိုတာနဲ့စတာဆိုတော့ အဲ့ဒီဟာနဲ့ကြိုက်ညီရောမှာနောက်ကဟာတွေအကုန်လိုက်လာခုနအဲ့လူလိမ္မာကနေပြီးအာမင်းဒီနေရာကတော့မနေတဲ့နေရာဖြစ်နေတယ်နော်ဒီနေရာဒီလိုနေရာမျိုးမှာမင်းနေအဲ့မလူလိမ္မာပြောပြမှာတခုစီအဲဒါမျိုးဒါမျိုးအဲ့ဒါကြောင့်ခုနရှင်အနန္ဒမီးတယ်လေအာမိတ်ဆွေကောင်းရှိခြင်းအကျိုးထောက်ဝက်ကိုပြီးစီတယ်ဆိုအာမဟုတ်ဘူးဒီလိုမျိုးပြောနေမြတ်စွာဘုရားပြန်ပြောတယ်မိတ်ဆွေကောင်းရှိရအကျိုးအလုံးပြီးစီတယ်တရားဝါတွေရတဲ့ မြတ်စွာဘုရားကိုထိကဲ့ရတဲ့အတွက်ကြောင့်မို့သစ္စာလေးပါးတရားကိုသိကြရတဲ့အတွက်သူအကျိုးအလုံးပြီးသွားတယ်ဒီသဘောပဲအဲ့တော့မင်္ဂလာတို့ထဲမှာဆိုရင်အာဒီကနာစဘာလာနဲ့ပဏိတာနဲ့စအေဝနာပူဇာသပူဇာအဲ့သုံးကိုလိုက်တာလိုက်တာနဲ့နောက်ဆုံးဟိုဝိရဇန်ခေမန်ဘာညာအဲ့ဒီအကုန်ရောက်နိဗ္ဗာန်ထိအောင်ရောက်ဒါအဲ့သဘောတရားအဲ့တော့မင်္ဂလာတို့ရတဲ့လူမိုက်မဖြစ်အောင်ငါတို့တင်ရပြောသွားတာအရင်မှန်တယ်နော်မင်္ဂလာတို့ရတဲ့လူမိုက်ကြီးတွေတဲ့ဟုတ်တယ် ်ဦးဇင်းတို့မြတ်စွာဘုရားသာသနာတော်ဟာအယူအဖတ်ကိုဦးစားပေးတဲ့သာသနာမဟုတ်ဘူးအကျင့်ကိုဦးစားပေးတဲ့သာသနာဖြစ်ပါတယ်ဒီလိုပြောလို့ဘယုတ်မဖက်ရဘူးဆိုတဲ့သဘောကို ပြောတာမဟုတ်ပါဘူးเนาะမြတ်စွာဘုရားရဲ့ရွှေအာလုကနေထုတ်နှုတ်ပြီးဟောလိုက်တဲ့ပါဠိတော်လေးကို အမျော်လောဘကင်းကင်းနဲ့ရွတ်ဖတ်တာဟာအမှတ်တမ်းမှကောင်းတဲ့အလေးထားဖြစ်ပါတယ်သို့တော်လည်းပဲအယူအဖတ်တစ်ခုတည်းနဲ့တော့ခရီးမရောက်ပါဘူး အကျင့်ပါမှခရီးရောက်ပါတယ်။ဒါကြောင့်ပြောကျင်တာကရွတ်ဖတ်တာလဲရွတ်ဖတ်ပါ။သို့တော့မိမိရွတ်ဖတ်နေတဲ့ပါဠိဂါထာတော်များဤအတိတ်ပဲကိုလည်းသိအောင်လုပ်ပါ။သိပြီဆိုရင်လည်းပဲသိတဲ့အတိုင်းကျင့်ကြံပါ။အဲ့ဒီလိုကျင့်ကြံမှတာလည်းနိဗ္ဗာန်ခရီးကိုပောက်ပါလိမ့်မယ်နော်။အရှင်ဖေယရှေ့အစဉ်အလာတွေကိုမပယ်သင့်ပါဖေယတဲ့။ဒီမှန်လေးက ငကပွက်အိုင်အကြောင်းတင်ထားတဲ့ပိုထဲမှာလာမှန်ထားတာပါနော်ရှေ့အစင်လာရှေ့ထုံးဆိုတာတွေဟာပယ်တဲ့ကပယ်ရပါတယ်ဖျားမပွင့်ခင်အိန္ဒိယတိုက်နယ်တစ်ခုလုံးဟာဗြမဏဘာသာဝင်တွေဖြစ်ပါတယ်ဖျားအလောင်းသိဒ္ဓမင်းသားဟာတောထွက်ပြီးဖျားဖြစ်အောင်တရားမကျင့်ပဲရှေ့ထုံးကိုမပယ်ပဲနဲ့ရှေ့ထုံးတိုင်းဗြမဏဘာသာကိုသာကိုးကွယ်ပြီးနေလိုက်မယ်ဆိုရင်ဖျားဖြစ်မှာမဟုတ်တော့ပါဘူးနော် ဖျားမဖြစ်တော့ဘူးဆိုရင်တတဝါတွေရဲ့အကျိုးစီးပွားဆုတ်ယုတ်သွားပါပြီ။ဒါကြောင့်ရှေ့စင်လာ ရှေ့ထုံးဆိုတာတွေဟာပယ်တဲ့ကပယ်ရပါတယ်။မန်းပိုင်ရှင်အနေနဲ့ရှေ့စင်လာ ရှေ့ထုံးတွေကိုမပယ်ခြင်းဘူးဆိုရင်ရှေ့ထုံးကကားတွေလေရင်ပြန်တွေတင်ဘောတွေမပေါ်သေးတဲ့အတွက်ခရီးသွားမယ်ဆိုရင်ကားတွေတင်ဘောတွေလေရင်ပြန်တွေမစည်းပါနဲ့နော်ခြေချင်းလျှောက်ပါဖောင်စည်းပြီးသွားပါလှည့်စည်းပြီးသွားပါ ဒီကနေ့ခေတ်ပေါ်တဲ့အစားအသောက်တွေမစားပါနဲ့ရှေ့တုန်းကအစားအသောက်တွေပဲစားပါဒီကနေ့ခေတ်ပေါ်တဲ့ဖုံးတွေမကင်ပါနဲ့စကားပြောကြင်တယ်ဆိုရင်ရှေ့တုန်းကလိုပဲလူကြုံပါပြီးတော့ပဲဖြစ်ဖြစ်စာနဲ့ပဲဖြစ်ဖြစ်ပြောပါအဲ့ဒါဟာရှေ့အစဉ်အလာရှေ့ထုံးတွေကိုမပယ်ခြင်းပဲဖြစ်ပါတယ်နော်ခရိယံဓမ္မဆရာတယောက်ကသူတို့ဘုရားကကေတင်ရှင်ဗုဒ္ဓကကေတင်ရှင် မဟုတ်ဘူးလို့ပြောနေပါတယ်ဆရာတော်တဲ့ ဥစဉ်လဲမြင်ပါတယ်ကြားပါတယ်နော်မမြင်ချင်အောင်မကြားချင်အောင်စောင့်နေတာပါမမြင်ချင်အောင်မကြားချင်အောင်စောင့်တယ်ဆိုတာမမြင်တာမကြားတာမဟုတ်ပါဘူးတတိပကဖြစ်မဲ့ဇကားတွေကိုမပြောချင်လို့မမြင်ချင်အောင်မကြားချင်အောင်စောင့်နေတာပါနော်သို့တော့နည်းနည်းတော့ပြောလိုက်ပါမယ်ဗုဒ္ဓကိုကဲတင်ရှင်မဟုတ်ဘူးလို့ပြောတဲ့လူဟာဘဟုသုတအလွန်အလွန်နဲတဲ့လူဖြစ်ပါတယ်ဗုဒ္ဓသည်ကဲတင်ရှင်ပါ ကယ်တင်ရှင်ဆိုပေမဲ့ကယ်တင်ရှင်တဦးတည်းနဲ့မပြီးပါဘူးကယ်တင်ခံရတဲ့ပုံကူကလည်းစူးစမ်းအားထုတ်မှကယ်တင်ခြင်းဟာအောင်မြင်ပါတယ်နော်ကဲဒါဆိုရင်ဗုဒ္ဓသည်ဘလို့ကယ်တင်တာလဲတကိုးနဲ့ကယ်တင်တာလားမဟုတ်ပါဘူးတတဝါတိုင်းတတဝါတိုင်းဟာကိုပြုတ်ထားတဲ့ကံအတိုင်းစစ်တည်နေကြတာဖြစ်တဲ့အတွက်ကောင်းကောင်းဆိုးဆိုးကိုပြုတ်ထားတဲ့ကံအတိုင်းပဲခံစားကြရမှာပါဘယ်သူကမှဝင်ရောက်ပြီးကယ်တင်ဆောက်ရှောက်ပေးလို့မရပါဘူး ကယ်တင်ဆောက်ရှောက်ပေးလို့ရတယ်ဆိုရင်လောကမှာဒုက္ခဖြစ်တဲ့ပုဂ္ဂိုလ်ဆိုတာရှိမှာမဟုတ်ပါဘူးเนาะကဲဒါဆိုရင်ဗုဒ္ဓသည်ဘယ်လိုကယ်တင်တာလဲဟိတေပဝတ္တနေနအဟိတေသနိဝတ္တနေနတတ္တနံဘယံဟိတတိတိဗုဒ္ဓောတဲ့အစည်းပွားကိုဖြစ်စေနိုင်တဲ့ကောင်းမှုကိုဖြစ်စေခြင်းအစည်းပွားကိုဆုပ်ယုပ်စေသောမကောင်းမှုကိုတားဆီးပေးခြင်းတတ္တဝါတို့အားအပေလေးပါးသို့ကြောက်ရွံ့စေနိုင်သည့်ဘေးရန်ကိုဖြတ်စည်းပေးခြင်းဖြင့်ကယ်တင်ပေးခြင်းဖြစ်ပါတယ် အဲ့ဒီနေ့နဲ့ဗုဒ္ဓဟာကေတင်ပေးတာပါဒီနေ့ဟာမှန်ကန်တဲ့ကေတင်နေ့ပဲဖြစ်ပါတယ်အဲ့ဒီနေ့နဲ့ကေတင်ပေးတဲ့အတွက်ကြောင့်လည်းပဲတတဝါတွေဟာတန်တရာဝိသင်းရမှလွတ်မြောက်ကြရပါတယ်အဲ့ကြံတာတွေကတော့ဖရာအမိခံပြီးစိတ်ကူးရင်ကေတင်မှုတသက်တာဖြစ်ပါတယ်နော်လက်တွေမှာတော့ဘယ်နေရာမှာမှကေတင်တာမရှိပါဘူးဒါပဲပြောချင်ပါတယ်နော်အရှင်ဖရာငလျင်ကဘာကြောင့်လှုပ်တာလဲဗုဒ္ဓဘာသာနဲ့ကြည့်မယ်ဆိုရင်ဘယ်လိုသဘောတက်ရောက်ပါသလဲတဲ့ ဘူမိဇာလတုတ်မှာမြင်းကလေးလှုပ်ကြောင်း၈ပါးကိုမြတ်စွာဘုရားဟောကြားခဲ့ပါတယ်။အဲ့ဒီမြင်းကလေးလှုပ်ကြောင်း၈ပါးကဘာတွေလဲဆိုရင်၁မြေအောက်ခံရေပြင်ကိုလေပြင်တိုက်ခတ်ခြင်းကြောင့်မြင်းကလေးလှုပ်ခြင်း၂တကူအဋ္ဌိပတ်ရှိသောပုဂ္ဂိုလ်တို့ကလှုပ်စေခြင်းကြောင့်မြင်းကလေးလှုပ်ခြင်း၃ဘုရားအလောင်းပရိသန္တိယူခြင်းကြောင့်မြင်းကလေးလှုပ်ခြင်း၄ဘုရားအလောင်းဖွားမြင်ခြင်းကြောင့်မြင်းကလေးလှုပ်ခြင်း၅ ဖရာအဖြစ်သို့ရောက်ရှိတော်မူခြင်းကြောင့်ယင်းကလေးရင်လှုပ်ခြင်း6ဓမ္မဆက်ကြတရားဥဟောကြားခြင်းကြောင့်ယင်းကလေးရင်လှုပ်ခြင်း9ဖရာရှင်အာယုတင်္ခါရလွတ်တော်မူခြင်းကြောင့်ယင်းကလေးရင်လှုပ်ခြင်း10ဖရာရှင်ပြိဋိနိဗ္ဗာန်ပြုတော်မူခြင်းကြောင့်ယင်းကလေးရင်လှုပ်ခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာယင်းကလေးရင်လှုပ်ကြောင်းအကြောင်း၈ပါးပဲဖြစ်ပါတယ်အခုနောက်ပိုင်းမှာဖရာရှင်မရှိတော့တဲ့အတွက်ယခုနောက်ပိုင်းယင်းကလေးရင်လှုပ်တာတွေဟာ အဆိုပါမြင်းကလေးရင်လှုပ်ချောင်းရှိပါတဲ့ကဒီအောက်ခံရေပြင်ကိုလေပြင်တိုက်ခတ်ခြင်းကြောင့်မြင်းကလေးရင်လှုပ်ခြင်းနဲ့တကူအိတ်ဒီဘက်ရှိသောပုဂ္ဂိုလ်တို့ကလှုပ်စေခြင်းကြောင့်မြင်းကလေးရင်လှုပ်ခြင်းဆိုတဲ့အကြောင်းရင်းနှစ်ချက်တစ်ချက်ချက်ကြောင့်လှုပ်တာဖြစ်ပါတယ်နော်အရှင်ဖရာပါရမီ၁၀ပါးအပြား၃၀အတိတ်ဘယ်ကို ရှင်းပြပေးပါဖရာတဲ့အရင်ဆုံးပါရမီ၁၀ပါးကို ပြောပါမယ်နော်ပါရမီ၁၀ပါးကဘာတွေလဲဆိုရင်၁ပေးကမ်းလှူဒန်းခြင်းဒါနပါရမီ၂ နှစ်တိလစောက်တည်ခြင်းတိလပါရမီသုံးယတိယဟန်ပြုခြင်းနိခမပါရမီလေးပညာကိုစီးပူးလေ့လာခြင်းပညာပါရမီငါမတွမဆုတ်စ조사အားထုတ်ခြင်းဝရိယပါရမီ6တီးခံခြင်းခန္တီပါရမီ9မှန်သောစကားကိုပြောဆိုခြင်းသစ္စာပါရမီ10တတ္တဝါတို့အပေါ်၌မိမိနှင့်မခြားတနာချစ်ခင်ခြင်းမေတ္တာပါရမီ အပြစ်ကင်းသောအရာ၌စိတ်ဖြင့်ဆုံးဖြတ်၍ဆုံးဖြတ်သည့်အတိုင်းကြိုးစားအားထုတ်ခြင်းအဋ္ဌဌာနပါရမီတဆေလိလိယူရှုခြင်းဥပေက္ခပါရမီတို့ပဲဖြစ်ပါတယ်။ဒါဟာပါရမီ၁၀ပါးပဲဖြစ်ပါတယ်။အပြား၃၀ကိုဘယ်လိုရည်တွက်မလဲဆိုရင်ဖော်ပြပါပါရမီ၁၀ပါးတစ်ပါးစီမှာပစ္စည်းဥစ္စာကိုမငတ်ကွက်ခြင်းရိုးရိုးပါရမီခန္ဓာကိုယ်အင်္ဂါအစိတ်ပိုင်းတို့ကိုမငတ်ကွက်ခြင်းဥပပါရမီအတ္တကိုမငတ်ကွက်ခြင်းပရမတ္ထပါရမီရဲ့ဆိုပြီး ၃ပါးစီပါပါတယ်ပါရမီ၁၀ပါးတပါးစီမှာဤ၃ပါးပါတာဖြစ်တဲ့အတွက်၃ကို၁၀နဲ့မြှောက်လိုက်မယ်ဆိုရင်အပြား30ရပါတယ်ဒါဟာပါရမီ၁၀ပါးအပြား30ပဲဖြစ်ပါတယ်နော်နတ်ကိုယုံပါတယ်နတ်ကတော်ကိုမယုံတာတဲ့ဟုတ်တယ်နတ်ကမလိမ်ဘူးလိမ်နေတာကနတ်ကတော်နော်ဒါကြောင့်အဲ့ဒီနတ်ကတော်ကိုပဲမယုံရမှာမြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲပါရာဇိကံပါဠိတော် မင်ကိုလီဆိုတဲ့ဝိနိတဝိတ္ထုမှာနဂရတော်တယောက်ဟာလူတွေကိုအယူမအောင်လညာတဲ့အတွက်ကြောင့်နဂရတော်သိရင်ပြိတ္တာဖြစ်မယ်လို့ဟောကြားခဲ့ပါတယ်။ဒါကြောင့်မယုံမဲ့မယုံနဂရတော်ကိုပဲမယုံရမှာပါ။ဒါနဲ့ပတ်သက်လို့တခါတုန်းကခရိယံဘာသာဝင်တယောက်ဟာနဂရတော်တယောက်သူတို့ဘာသာထဲကူပြောင်းယုံကြည်သွားတာကိုအကြောင်းပြပြီးတော့ဦးစင်းကိုလာပြီးဘာသာရေးစီယုံပါတယ်။ဘယ်လိုစီယုံတယ်လဲဆိုရင် ။ဦးစင်ကြည့်ပါဦး။ဦးစင်တို့ဘာသာထဲကနဂရောတယောက်တပည့်တော်တို့ဘာသာကိုယုံကြည်ကိုးကွယ်သွားပြီ။ဦးစင်လည်းအချိန်မီပြင်ဆင်တဲ့အနေနဲ့တပည့်တော်တို့ဘာသာကိုယုံကြည်ကိုးကွယ်ပါဆိုပြီးဘာသာရေးစည်းုံးပါတယ်။အဲ့ဒီအခါမှာဦးစင်ကအေးနဂရောဆိုတာကလူလိန်ဖြစ်တယ်။တို့ဗုဒ္ဓဘာသာဝင်တွေကိုလိန်ပြီးဝါသွားလို့မင်းတို့ဘာသာကိုလိန်ဖို့ရောက်လာတာ။မင်းတို့လည်းတတိထားနေအလိန်ခံရလိမ့်မယ်လို့ပြောလိုက်ပါတယ်เนาะဒါကြောင့်နဂရတော်ဆိုရင်တော့မယုံကြပါနဲ့ အရှင်ဖေယတပည့်တော်ကို မေးလျှောက်ခွင့်ပြုပါဖေယဇူပြူဖေယမရှိကောင်းဘူးဆိုတာမှန်ပါသလားဖေယတဲ့မှန်ပါတယ်နော်ဇူပြူဖေယဆိုတာ မရှိပါဘူးတချို့ကနှိကျရှိစုဖေယတဲ့ကတဏ္ဍင်္ဂရာဖေယမေတ္တင်္ဂရာဖေယတရဏင်္ဂရာဖေယဆိုတဲ့ဖေယသုံးစုရဲ့ဘုရဝင်သမိုင်းမှာဇနီးနာမည်နဲ့သာသမီနာမည်တွေမပါတာကိုကြည့်ပြီးဇူပြူဖေယရှိတယ်လို့ပြောနေကြပါတယ် တကယ်တော့လူပြိုဖျားဆိုတာမရှိပါဘူးเนาะလူပြိုဖျားမရှိပါဘဲနဲ့အဘဲကြောင့်ထိုဖျားသုံးစုရဲ့ဘုဒ္ဓဝင်သမိုင်းမှာဇနီးနာမည်နဲ့သာသမီနာမည်တွေမပါရတာလေဆိုရင်ဦးဇင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဖျားဖြစ်ဖို့ပါရမီဖြည့်ကျင့်တဲ့အခါမှာသာရမန္တကဘာကနေစပြီးဖြည့်ကျင့်ရပါတယ်အဲ့ဒီသာရမန္တကဘာမှာသောသောက ပြောခဲ့တဲ့တဏ္ဍင်္ဂရာဖျားမေတ္တင်္ဂရာဖျား တရဏင်္ဂရာဖရာဆိုတဲ့ဖရာ၃စုနဲ့ဒီပင်္ဂရာဖရာအပါဝင်ဖရာ၄စုပွင့်ပါတယ်။ဦးဇင်းတို့ဖရာအလောင်းဟာဒီပင်္ဂရာဖရာရဲ့ထံမှာစပြီးဖရာစုပန်ရပါတယ်။အဲ့ဒီလိုဒီပင်္ဂရာဖရာရဲ့ထံမှာစပြီးဖရာစုပန်တာဖြစ်တဲ့အတွက်ဒီပင်္ဂရာဖရာရဲ့အထက်ကပွင့်သွားတဲ့တဏင်္ဂရာဖရာ မေတင်္ဂရာဖရာတရဏင်္ဂရာဖရာဆိုတဲ့ဒီဖရာ၃စုကို မဖူးတွေးလိုက်ရပါဘူးအဲ့ဒီလိုမဖူးတွေးလိုက်ရတဲ့အတွက် ဖယားအဖြစ်တို့ရောက်တဲ့အခါနှိကျိတ်ရှိသူဗုဒ္ဓဝင်တမန်အကြောင်းညာကိုပြန်ဟောတဲ့အခါမှာထိုမဖူးတွေးလိုက်ရတဲ့ဖယားသုံးစုရဲ့ဗုဒ္ဓဝင်တမန်အကြောင်းညာကိုအချင်းချုပ်သာဟောတဲ့အတွက်ဇနီးနာမည်နဲ့သာသမီနာမည်တွေမပါခြင်းဖြစ်ပါတယ်ဗုဒ္ဓဝန္တထောက်ဝန်ပဲ351တဓမ္မတာကထာမှာဖယားရှင်တို့ဤဓမ္မတာ30ဆိုတာရှိပါတယ်အဲ့ဒီဓမ္မတာ30တဲကနံပါတ်6မှာ နမိတ်ကြီးလေးပါးကိုမြင်၍တားတယောက်ရမှတောဆက်တော်မူခြင်းဆိုတဲ့အချက်ပါပါတယ်။အဲ့ဒီအချက်ကိုကြည်သောအချင်းလူပြိုဖျားမရှိဘူးဆိုတာဟာသိတာထင်ရှားပါတယ်။ဒါကြောင့်လူပြိုဖျားမရှိဘူးဆိုတာဟာမှန်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။